ရင်းနှီးတော်လက်တွေဖို့အင်တာဖဲအကြံဖက်မှုကိုတွေးကြုံနေရသူများအတွဲအရင်မြင့်များဒီဗီဒီယိုဒီတင်းအနေနဲ့ရင်းနှီးတော်လက်တွေဖို့အင်တာဖဲအကြံဖက်မှုကိုကြုံတွေ့ခဲ့ရသူတွေတို့မဟုတ်လက်ရှိကြုံတွေ့နေရသူတွေအတွဲလှုပ်ဆောင်ပေးနေတဲ့ steps လို့ခေါ်တဲ့အဖွဲ့အစည်းတစ်ခုအကြောင်းပြောပြပေးသွားမှာပါ ရင်းနှီးတော်လက်တွဲဖို့အိမ်တော်ဖက်စုတီမှာတင်တဲ့ဆက်ဆက်ရေးစီးတူတို့မဟုတ်လက်ထထားသူဖြစ်သည့်အကြံဖတ်မှုဒီရုပ်ပိုင်ဆိုင်ရာစိတ်ပိုင်ဆိုင်ရာတို့မဟုတ် လင်ပိုင်ဆိုင်ရာဖြစ်နိုင်သည်ပြီးတော့အချိန်ကြာလာသည်နှင့်အမျှပိုဆိုးလာတတ်သည်အကြံဖတ်မှုဒီတင်းငွေကြေးကိုထိန်းချုပ်ထားခြင်းကြောင့်အစာအစာအဝတ်အစာဓာတ်စီဘတ်စကာခတို့မဟုတ် ဖုန်းတိုးကိုတင်ရယူနိုင်ခြင်းမရှိပါတင်လက်တွယ်ဖို့ကတင်ကိုအကြံဖဲအနိုင်ကျင့်နေရင်အတ္တကတင်အမှားမဟုတ်ပါဘူးတင်လည်းအကြံဖဲအနိုင်ကျင့်ခံရဖို့ဘတော်မှမထိုက်တန်ပါဘူးအကယ်၍ဒီလိုအတန်းဖက်အနိုင်ကျင့်မှုမျိုးတွေကိုတင်ကြုံတွေ့နေရရင်တို့မဟုတ်တင်ဆက်ဆက်ရေးမှာမလုံခြုံဘူးလို့ခံစားရရင် steps ရသင်ကိုကူညီပေးနိုင်ပါတယ် steps ဒီနေရာနှစ်ခုတွင်အရေးပေါ်အရာများပေးဆောင်ပါသည်တစ်ခုက the shelter ခိုးလုံရနေရာလို့ခေါ်ပြီးနောက်တစ်ခုကတော့ safe home ဘေးကင်းလုံခြုံသောအိမ်လို့ခေါ်ပါတယ် steps မှာနေထိုင်ဖို့တို့မဟုတ်အခြားဝန်ဆောင်မှုတွေကိုအသုံးပြုဖို့အတွက်တင်းရဲ့ လူဝင်မှုကြီးကြပ်ရေးအခြေအနေဆိုင်ရာအထောက်အထားများမလိုအပ်ပါဘူးဝင်ရောက်ခွင့်ဝရမစီပါက ဥပဒေစိုးမိုးရေးဓမ္မများကိုသူတို့ရဲ့အစာအုံတွေထဲဝင်ခွင့်မပြုပါဘူး The shelter ကိုလုံရနေရာ အိမ်များဒီရင်းနီတော်လက်တွဲဖို့အိမ်တောင်ဖက်အကျန်းဖက်မှုမှလူမြောက်လာသူအမျိုးသမီးများကိုစောက်ရှောက်ပေးပါသည် The safe home ဘေကင်းလုံခြုံတော်အိမ်စုဒီမှာအဲ့အတွင်အကြံဖတ်မှုမှာလွံ့မြောက်လာသူအမျိုးသားနဲ့အမျိုးသမီးနှစ်ဦးစလုံးကိုထားပေးသည့်ဒေတာခန်ဟိုတယ်အခန်းများဖြစ်သည်ကလေးအလုံးကိုခူလုံရနေရနဲ့ဘေကင်းလုံခြုံတော်အိမ်တွင်ကြိုဆိုပါသည်တင်ရဲ့အိမ်မွေးတရိတ်ဆန်များကိုလည်းခလုံးရနေရနဲ့ဘေကင်းလုံးချုံတော့အိမ်စီနေရအချို့တွင်ကြိုဆိုပါသည် steps အရေးပေါ်အရာဝန်ဆောင်မှုများအတွက်တင်အရေးချင်းပြည့်မီမှုစီမစီတိစီလိုပါကစစ်တုံညာနှင့်658 1996 hotline တို့ဖုန်းခေါ်ဆိုနိုင်ပါသည်ဤဖုန်းနံပါတ်ကိုတနင်္လာနေ့24ရက်နေ့နေ့တိုင်းတင်းကိုကူညီပေးနိုင်သည့်ကိုစားပြုပြောဆိုထောက်ပံ့ပေးသူဟုခေါ်သောတစုံတဦးရှိပါလိမ့်မယ်။ ကိုစားပြုပြောဆိုထောက်ပံ့ပေးသူကဖုန်းကိုင်တဲ့အခါ interpreter ဇကပြန်ဆိုတဲ့ဇကလုံးနဲ့တင်ပြောတဲ့ဘာသာစကားကိုတင်ပြောပြနိုင်သည်ပြီးတော့ဇကပြန်တူကိုဖုန်းခေါ်ဆိုမှုထဲခေါ်လာပေးပါလိမ့်မယ်အကယ်၍အရေးပေါ်အရာအတွက်တင်ခွင့်ပြုချက်ရရှိထားပါကဒုမဟုတ်တင်းအိမ်တောင်ဖက်ဤအကျန်းဖက်မှုကြောင့်တင်းအိမ်ရာဆုံးရှုံးနိုင်ခြေရှိပါက ဆက်လက်လှုပ်ဆောင်နေသောအမှုစီမံခန့်ခွဲမှုအတွက်အိညာကိုစားပြုပြောဆိုထောက်ပံ့ပေးသူထဲမှတအူးနဲ့တင်လက်တွေလှုပ်ဆောင်နိုင်ပါသည်တင်ဤတီချာအိညာလိုအပ်ချက်များကိုအပြေစာဖော်ထုတ်ရန်၎င်းတို့သည်တိမ်နေအတူလက်တွေဆောင်ရွက်မည်ဖြစ်သည်အိညာစနစ်သည်အလွန်ရှုပ်ထွေးနိုင်သည်ပြီးတော့ကိုစားပြုပြောဆိုထောက်ပံ့ပေးသူသည်တင်ကို လမ်းညွှန်ပေးရန်အသင့်ရှိနေပါလိမ့်မည် steps မှာမိသားစု အစီအစဉ်တစ်ခုရှိပါတယ်ဒီအစီအစဉ်ကတဲ့မိသားစုတစ်ခုလုံးကိုထောက်ပံ့ဖို့ဖြစ်ပြီးခိုးလုံရနေရာတို့မဟုတ်လူမှုအတိုင်းဝိုင်းမှာတင့်ကိုကူညီပေးနိုင်ပါတယ်အကယ်၍တင်ကွန်ဆောင်နေတယ်ဆိုရင်တို့မဟုတ်ကလေးတွေရှိပြီးသားဆိုရင် the family program မိသားစုအစီအစဉ်ဒီတင့်ကိုကူညီပေးနိုင်ပါတယ်မိသားစုတိုင်းမှာမတူညီတဲ့လိုအပ်ချက်တွေရှိပါတယ်ပြီးတော့ steps ကတင့်လိုအပ်ချက်တွေကို အကောင်းဆုံးဖြည့်ဆည်းပေးဖို့တင်နဲ့အတူလှုံ့ဆော်ပေးပါလိမ့်မယ်တခါတရံတွင်၎င်းဒီတင့်ကို အခြားအေဂျင်စီတို့လွှဲပြောင်းပေးခြင်းတို့မဟုတ်တင်းဝန်ဆောင်မှုပေးတူများနဲ့အဖွဲ့တစ်ဖွဲ့အဖြစ် ပူပေါင်းလှုပ်ဆောင်ခြင်းတို့ပါဝင်နိုင်သည် steps ကအရင်အမြင့်တွေနဲ့ဝန်ဆောင်မှုတွေနဲ့တင်းကိုချိတ်ဆက်ပေးခြင်းကြောင်းနဲ့ကလေးထိန်ဌာနအတွက်စရင်တွင်းရာမှာကူညီပေးခြင်းအစီအစဉ်တွေအတွက်ဆောက်လာတွေဖြစ်တွင်းရာမှာကူညီပေးခြင်းတင်းမိသားစုကြုံတွေ့နေရတဲ့အခက်အခဲတွေအကြောင်းတဲ့ကလေးတွေနဲ့ခက်ခဲတဲ့ဆွေးနွေးမှုတွေမှာကူညီပေးခြင်းနဲ့ အခြားအရာတွေအများကြီးကိုကူညီပေးနိုင်ပါတယ် steps ဒီကလေးများအတွက်အပတ်စဉ်အဖွဲလိုက်လှူရှာမှုများကို ပေးဆောင်တော့ကြောင့်၎င်းတို့သည်ကစားခြင်းပြီးတော့မတူညီသောကြွန့်ကျင်မှုများကို လေ့ကျင့်နိုင်ပါသည်အရေးပေါ်အရာတို့ ပြောင်းဆွေးသည့်အခါသို့မဟုတ် ပြောင်းဆွေးထွက်ခွာသွားသည့်အခါအဝတ်အစားနှင့်ပြိဘောကကဲ့သို့သော တင်မီတာစုအတွက် လိုအပ်သောထောက်ပံ့ရေးပစ္စည်းများကို steps ကတင်းကိုရရှိနိုင်စေရန်ကူညီပေးနိုင်ပါသည်။အိမ်တွင်အကြံဖတ်မှုသည်မိသားစုတစ်ခုလုံးကိုတည်ရောက်မှုစီကြောင် steps မှနားလည်ပါသည်။ပြီးသော၎င်းတို့၏ကိုစားပြု ပြောဆိုထောက်ပံ့ပေးသူများသည်ကလေးများနှင့်၎င်းတို့၏မိဘများကိုပံ့ပိုးထောက်ပံ့ရန်စီနင်ပါသည်။ steps မှာလဲ legal program ဟုခေါ်တဲ့ဥပဒေရေးရအစီအစဉ်တစ်ခုရှိပါတယ်။ဤ program ဒီသင်မှစီးနိုင်တဲ့ယင်းဒီတော်လက်တွဲဖို့အိမ်တော်ဖက်အကြံဖက်မှုနဲ့ပတ်သက်ပြီးမြင့်တီးတရားဝင် ပြဿနာများအကြောင်းတည်င်းအချက်အလက်နဲ့အရင်မြင့်များကိုပံ့ပိုးပေးဆောင်ပါသည်။အကယ်၍တင်ဒီဥပဒေရေးရအကြံဉာဏ်ကိုလိုအပ်သည့်ဒိုမဟော ဥဒေရေရကိုစားပြုမှုလိုအပ်ပါက steps ဒီတင်းကိုမတူညီတော့အရင်မြင့်များနဲ့ချိတ်ဆက်ပေးနိုင်တော့ကြောင့်ရှင်းနေနဲ့အခမဲ့စကားပြောဆိုနိုင်ပါမည်တင်းတို့မဟုတ်တင်းကလေးများကြုံတွေ့ခဲ့ရတော့နိုင်ဆက်ညင်ပတ်မှုများနဲ့ပတ်သက်သည့်တင်ကြုံတွေ့ရနိုင်သည့်ဥပဒေရေးရာပြဿနာများဖြစ်သည့်နိုင်ဆက်ညင်ပတ်မှု ကွာစင်းပြည့်စဲမှုနဲ့ ကလေးထိန်ထိန်ခွင်မှဥပဒေရေးရအရာကာကွယ်မှုတို့ကို steps ကကူညီပေးနိုင်ပါသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပတ်သက်သည့်မေကွန်များအတွက်စနစ်များတို့မဟုတ်အခြားအေဂျင်စီများထံလွှဲပြောင်းပေးခြင်းလဲလှုပ်ဆောင်ပေးနိုင်ပါသည် steps ဒီဥပဒေရေးရာ လုပ်ငန်းစဉ်များကို စင်ပြရတွင် အထောက်အကူဖြစ်စေနိုင်ပါသည် ထို့ကြောင့်တင့်ဥပဒေရေးရာကိစ္စရက်ဤအစင်အလုံးကိုတင်နာလဲ့နိုင်စေပါမည်။စာရွက်စာတမ်းကိစ္စတွေကိုကူညီပေးခြင်း၊တင်နှဲအတူတရားရုံးကြားနာမှုများကိုတက်ရောက်ခြင်း၊အကယ်၍တင်စနစ်နဲ့အလုံးလုံးနေတယ်ဆိုရင်အထောက်အကူတစ်ခုဖြစ်စေဖို့ဒို့မဟုတ်အကယ်၍တင်ရဲနဲ့စကားပြောဆိုလိုပါကပန့်ပိုးပေးတူတူဖြစ်စေပါမည်။ အကယ်၍ရာဇဝတ်မှုဆိုင်ရာကိစ္စတစ်ခုစီးရင် steps ကတင်းအချက်လက်တွေပေးနိုင်ပြီးတရားရုံးကတဆင့် victims advocate ဘေးဒုက္ခခံရသူများ ကိုစားပြု ပြောဆိုထောက်ပံ့ပေးသူဟုခေါ်တဲ့အစီအစဉ်နဲ့တင့်ကိုချိတ်ဆက်ပေးနိုင်တာကြောင့်တင်လုပ်ငန်းစဉ်ကို ပိုမိုနားလည်နိုင်မှာဖြစ်ပါတယ်။တရားရုံးစနစ်နဲ့ရဲနဲ့ ပူပေါင်းဆောင်ရွက်လုပ်ခြင်းသည်အလွန်စိတ်ဖိစီးမှုဖြစ်စေနိုင်ကြောင်း steps မှဝန်တန်းများကနားလည်ပါသည်တင်ဒီခက်ခဲသော ဆုံးဖြတ်ချက်များနှင့်ရင်ဆိုင်ရမည်ဖြစ်ပြီးလူတိုင်းအတွက်မှန်ကန်သောလမ်းကြောင်းမရှိကြောင်း steps မှဝန်တန်းများသိပါသည်တင်နှင့်တင်မိသားစုအတွက်မှန်ကန်သောအရာနှင့်ပတ်သက်၍တင်ရွေးချယ်မဲ့ဆုံးဖြတ်ချက်များတွင် steps သည် တင်းကိုပန့်ဖို့ကူညီပေးရန်စီနင်ပါမည် steps မှာပန့်ဖို့ကူညီရေးအဖွဲ့များရှိပါတယ် steps ဒီအင်္ဂလိပ်ဘာသာဖြင့်တာယင်းနီတော်လက်တွဲဖို့အင်တောက်ဖက်အကြံဖတ်မှုမှလွန်မြောက်လာသူများအတွက် zoom မှာတဆင့်မတူညီသောပန့်ဖို့ကူညီမှုအဖွဲ့များကို ပေးပါသည် အဖွဲ့များဒီလွန်မြောက်လာသူများအတွက်ကုစားရန် အတိုက်ဝန်တည်ဆောက်ရန်နဲ့၎င်းတို့၏အကြောင်းအရာများကိုမျှဝေရန် လုံခြုံပြီးလိုဝတ်ထားသောနေရာတစ်ခုဖြစ်သည် steps D တင်ဤတရားမှုအတွက်ဘာသာပြန်ဝန်ဆောင်မှုများဖြင့်ကူညီပေးနိုင်ပါလိမ့်မယ် steps မှာအမျိုးသမီးတွေအတွက်အမျိုးသားများနဲ့အမျိုးသမီးများ ပေါင်းဆက်အဖွဲ့တွေမိဘများနဲ့လူငယ်များအဖွဲ့တွေအတွက်အပစင်နဲ့ လာစဉ်အဖွဲ့တွေရှိပါတယ် steps website ဒုမဟော hotline တို့ဖုန်းခေါ်ဆိုခြင်းဖြင့်အဖွဲ့များအတွက်တင်မှတ်ပုံတင်စာရင်းသွင်းနိုင်ပါသည် step c အဖွဲ့များသည်တစ်နှစ်ပတ်လုံးပြောင်းလဲနေပါသည်တင်ရရှိနိုင်သောရွေးချယ်စရာများကိုတင်ကြည့်စုနိုင်သည်ပြီးတော့ hotline တို့ဖုန်းခေါ်ဆိုခြင်းဒုမဟော hotline@stepsvt.org တို့အီးမေးလ်ပို့ခြင်းဖြင့်မပုံတင်စည်ရင်းသွင်းနိုင်ပါသည်။ဒို့မဟုတ်အဖွဲ့အစ်စ်များအတွက်တောင်းဆိုမှုများပြုလုပ်နိုင်ပါသည်။ stepsd အခြားဘာသာစကားများဖြင့်ပံ့ပိုးကူညီမှုအဖွဲ့များကို ပေးဆောင်ရန် မျှော်လင့်ပါသည်။ပြီးတော့ဤအဖွဲ့များကိုလက်ခံကျင်းပရန်စိတ်ဝင်စားနိုင်သည့်အဖွဲ့အစည်းများနဲ့ လက်တွေလှုပ်ဆောင်ရန်အခွင့်အလမ်းများကိုကြိုးဆိုပါသည်နောက်ထပ်အချက်လက်များနှင့်အကူအညီရယူရန်ဘယ်နှင်းတွင်မဆို steps hotline တို့24နိုင်ရီဖုန်းခေါ်ဆိုနိုင်ပါသည် ကိုစားပြုပြောဆိုထောက်ပံ့ပေးသူတဦးနှင့်စကားပြောရန်တင်ဒိုမဟုတ်တင့်ကလေးဤဘေကင်းရေအတွက်အစီစဉ်ဆွဲရန်ဒိုမဟုတ် တင်ကြုံတွင်းနေရသည့်အရာများအကြောင်းပြောဆိုရန်ဟော့လိုင်းတို့လည်းဖုန်းခေါ်ဆိုနိုင်ကြောင်းတတိယပါ